စ်တပ်ပေါ်မှာလည်းရှိတယ်စစ်တပ်ပေါ်မှာစစ်တပ်တခုလုံးကိုမှာခင်ဗျားတို့ကအဘပေါ်မှာဆိုတာပြောတာဘူးမေးအွန်လိုင်းတယောက်တည်းရဲ့ပေါ်ကိုထိုင်မှနေတာဒီမှာတော့ဒါကျွန်တော်တို့ရဲဘော်တွေရှေ့တန်းရဲဘော်တွေအတွက်ခင်ဗျားတို့မှာပါလာတဲ့စာလေးတွေနော်နာမည်တွေဘာမှမပူနဲ့တော့တဲ့စစ်ခွေးတွေအစ်စစ်ခွေးတွေကိုတဲ့နိုင်အောင်တိုက် ပြန်လာရင် ။သပြေပန်းနဲ့အဖွားတို့ကြုံနေမယ်တဲ့။ဘူရာဘောလို့ဆိုလို့ရှိရင်ပြစ်တာဟဲ့ငါနာနာလာမပြစ်နဲ့နာကြီးတယ်လို့ပါလို့ဆိုနာဥတယ်လို့ပါလို့ဒီလိုမျိုးတွယ်တွယ်တဲ့အချိန်မှာဒါတကိုင်းတိုင်းမှာဆိုလို့ရှိရင်ဒီတိုင်းမှာသူတို့ကဟိုတာလွင်ဖင်ကောင်းကြတယ်လို့ကျွန်တော်ပြောနေတာပေါ့နော်။မင်္ဂလာပါ channel လေးကနေပြန်လဲကြိုဆိုပါရစေခုချင်းရဲ့မိတ်ဆွေဟာ ဆန္ဒရှင်ကိုမုံတီးပြီးတော့တရားမျှတမှုလို့လာရတဲ့တော်လိုင်းရေးပေါ်တယောက်ဖြစ်တဲ့ဆိုရင် channel လေးကို subscribe နေပြီးတော့ video ဆုံးထိကြည့်ရှုပေးပါနူတော်လည်းယူကိုရကမ္ဘာနိုင်ငံတီးတီးကမျက်နှာသာမပေးလို့စိတ်ပြဲအားငယ်စရာမလိုပဲကိုအားကိုကိုးရမှာဖြစ်တယ်လို့အန်ယူဂျီရဲ့ဘူကွန်ပလီစီဝေးမှာဝီကြီးကျုံမန်းဝဲခံတာပြောကြပါတယ်တဲ့အခုကြပါတခြားနိုင်ငံတွေကမကူပါနဲ့ကိုအားကိုကိုးရမယ်တဲ့ ။ဘာလို့ဒီစကားပြောတာလဲဆိုတော့အာရှိတပတ်လောက်ကပဲအရှိတီမောနိုင်ငံအရှိတီမောဆိုလို့ရှိရင်လေဟာစင်မောင်ကအရှိတီမောနဲ့တော့တည်တယ်။သူတို့ NUG ကိုအရှိတီမောကတရားဝင်အစိုးရဖြစ်တိမဲ့ပြုရဲဆိုပြီးသူအားရဝန်သာဖြစ်ကြတယ်။အခုလည်းရှိအရှိတီမောမှာရှိတယ် NUG ရဲ့ကိုယ်စားလှယ်နှစ်ယောက်ကိုအရှိတီမောက ခွေးမောင်းတယ်လို့မောင်းထုတ်လိုက်တဲ့ကသူတို့အမှရင်းထဲမှာရမခန့်စားဖြစ်ပြမခန်းစားသူမမြင်နိုင်နဲ့အသေးလေးကအတွင်းကြီးအဲ့လိုသူအတွင်းကြီးဖြစ်တယ် အရှိတီမောကသူတို့ခွေးမောင်းတို့ပေါ့နော်သူတို့ကအလူကြီးဖြစ်နေဖြစ်နေတာကိုခုကြမှာအလူကြီးဘူးကော်ပိုရေးစီဝေးမှာတခြားနိုင်ငံတွေကကိုယ်ရောမျက်နှာသာမပြီးအဖက်မလို့လို့စိတ်မပြတ်ပါနဲ့အားမငယ်ပါနဲ့ကိုအားကိုကိုကိုပြီးမျိုးတော်လိုက်ကိုတော့တိုက်ရပါမယ်ဆိုတော့အတွေးပြီးလာတော့မယ်လို့ပြောခဲ့တာဘသူတွေလဲဟမ်တစ်ချိန်လုံးပြောခဲ့တာအတွေးပြီးလာနေပြီလို့ပြောခဲ့တာဘသူတွေလဲအတူပြီလာပါဆိုပြီးအမေရိကန်တိုင်းရုံးရှင်မှာစိုက်ပုတ်တွေကင်ပြီးအတူပြီလာပါလို့သွားပြီးတော့ ဒူးဆောက်အတနာခံကိုနိုင်ငံကိုအတူပြီးလက်ထဲထိုးအပ်ခဲ့တာဘာတူဒီလေအန်ယူဂျီဝင်းကြီးဒေါက်တာဆာဆာဘာပြောခဲ့လေခင်ဗျားတို့ကအခုအမလေးအာဘောမာကြီးကအတိုင်းမီကိုတရုတ်လက်ထဲထိုးအပ်နေတာခင်ဗျားတို့ကမြန်မာနိုင်ငံကိုအတူပြီးလက်ထဲထိုးအပ်ခဲ့တာလေအရင်ဆုံး ခင်ဗျားတို့အရင်ဆုံး2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းလိုက်ပါပြီ။ဒါကြောင့်မြန်မာနိုင်ငံကိုအာတုပီလာပါတော့ဆိုပြီးတော့နိုင်ငံကိုအာတုပီလက်ထဲကိုထူးအရောက်စာထိုးကြွေကြတာခင်ဗျားတို့အရင်ဆုံးเนาะအာတုပီလာနေပြီလို့အတူပြီမလာလို့ပဲစစ်ခွေးတွေအများကြီးတည်နေကြရလေခုအတူပြီတလာရင်မင်းတို့ဟေးစစ်စစ်ပဲအဲဒါအဲ့တမလို့တာဆိုရဟာတွေတည်မှာမဟုတ်ဘူး အာသူပီလာမကူလို့တာခွေးတေဝတေတေနေရတာမင်းတို့ပြောခဲ့တာခမရတို့အခုကြာမှငါးနှစ်အချိန်ကြီးလွန်ခဲ့ပြီငါးနှစ်တိုင်းပြည်ကြီးပျက်စီးသွားပြီငါးနှစ်ကလေးတငယ်ပေါင်းခွနတန်းနေပါပြညာတင်းသားခွင့်ဆုံးရှုံးသွားပြီငါးနှစ်လူပေါင်းသိညာပန်းလက်ချီလူပေါင်းပန်းနေချီပြီးတော့ဒုက္ခတဲ့ဘဝရောက်သွားပြီ လူပေါင်းတောင်းနဲ့ပိတ်နေတယ်သူလောက်တာတေးကြီးပြက်စီးခဲ့ရတော့ပြတ်မယ်ပြတ်မယ်ဒါတော့ရှမ်းပြည်နယ်ကြောင်မင်းမြို့နယ်ပန္တပြေဝါဘုံကြီးကျောင်းကိုစစ်ကော်မရှင်ကလေကျောင်းကနေပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။ ဘုံကြီးကျောင်းနဲ့နေအလုံး20ကျော်ပျက်စီးခဲ့တာเนาะဒီဟာနေတဲ့ဟာမို့စစ်တပ်ကလှုပ်လိုက်ပြီးဆိုဘုံကြီးကျောင်းနေကြီးတဲ့ကျဲတာဒါလေးတိုင်းပြူဖြစ်စီးနေတာခဏမဘူးသူကဘာလို့ရှောက်ပြောမှမသိဘူးသူတို့ပဲစစ်ခွေးတွေပဲဖြစ်ဖြစ်စီးနေတာနောက်ရှိတယ်ဂင်းပြင်းမြောက်ကြီးမြင့်နေရှိမင်းလက်ပံရွာဘုံကြီးကျောင်းတက်ရဲ့ဓမာယုံကိုစစ်ကောင်စီတပ်က7/28ရက် မနေ့ပိုင်းဆိုပိုင်းတနအေလောက်ကမောင်းတူမဲ့ကာမီကာစီဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။မြောက်ရီအခြေစိုက်ခလာယာနစ်ခွန်ကသူတွေနဲ့လွတ်လွတ်တင်လာတဲ့ကာမီကာစီမောင်းတူမဲ့ဒရုန်းနဲ့မြောက်ရီမြို့တောင်ပဲရှိမင်းလက်ပံရွာဘုံတော်ကြီးချောင်းကိုရည်ရွယ်ချက်ရှိတိုက်ခိုက်ခဲ့တာလို့ဒေသခံကရင်စီဒင်းမြို့ကပြောပါတယ်။ဒါလည်းဘုံကြီးချောင်းကိုပစ်တာပဲ။ဘုံကြီးချောင်းကိုမှရွေးပြီးပစ်တာ။ မလေးတိုင်းမြင်းချံမြို့နယ်ညောင်ပင်ကျေးရွာကိုပြူစောတိကောင်းဆောင်တရားရုံးမှအဖွဲ့ကစက်တင်ဘာ25ရက်ကဆောက်စစ်ကြောင်းထုတ်ဝင်ရောက်ပြီးလက်နက်ကြီးနဲ့ပြစ်ခတ်လို့လူနေအိမ်အချို့မိလောင်ခဲ့တယ်လို့တော်လိုင်းရဲ့တပ်ဖွဲ့တွေဆီကသိရပါတယ်။ပြူစောတိအင်အား300လောက်က25ရက်နေ့မှာညောင်ပင်ရွာကိုစစ်ကြောင်းထုတ်လာတယ်။အဲစစ်ကြောင်းထုတ်လာတဲ့နေရာဆက်ပြီးတိုက်ပွဲဖြစ်ခဲ့တာ။29ရက်မနေ့ပိုင်းမှာတော့အထိနာပြီးပြန်ဆုတ်သွားတယ်လို့ပြောပါတယ်။ စစ်ကြောင်းဆောင်ဝင်လာတဲ့နေ့ကပြည်စိုးတိအဖွဲ့လက်နက်ကြီးတွေပစ်ခတ်မှုကြောင့်ညောင်ပင်ရွာကျေးရွာလူနေနှလုံးမိလောင်ပျက်စီးခဲ့လို့ထောင်ချီတဲ့ကျေးရွာနေပြည်သူတွေလည်းနေရဆွန့်ခွာထွက်ပြေးရပါတယ်။မလေးတိုင်းညောင်မျိုးကရက်ကွက်အုပ်ချုပ်ရေးမှုနဲ့အပေါင်းပါတွေကိုစစ်မှုထမ်းခြင်းဝင်လက်စားမှုနဲ့ဖမ်းဆီးပြီးနောက်ပိုင်းမြို့ပေါ်မှာညာရင်းလို့လို့စစ်ကောင်စီတပ်ဖွဲ့ဝင်များအိမ်တွေထဲဝင်ပြီးပေါ်တာဆွဲလူဖမ်းနေတယ်လို့ဒေသခံတွေဆက်သိရပါတယ်။ဘာလို့ပေါ်တာဆွဲနေလဲဆိုတော့စခွေးအင်အားမလောက်လို့ ည်သူတွေကိုပေါ်တာဆွဲနေတာဖြစ်တယ်။ဂန်တိုင်းတပ်ဆိုင်မြို့နယ်ကမတူးရွာဒီကြောင်တိုက်ခိုက်မှုဖြစ်စဉ်မှာတိုက်ဆုံသူ၁၀ယောက်အထိရှိလာပြီဖြစ်ပြီးထိခိုက်ဒဏ်ရာပြင်းထန်သူတွေလည်းရှိထားကြောင်း People's Defense Comrade တောင်းရင်ရှိသူကအမောင်းကိုပြောပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလ26ရက်နေ့ဖြစ်ပွားခဲ့တဲ့အကြံဖက်စစ်ကော်မရှင်အကြောင်းမဲ့လေကြောင်တိုက်ခိုက်မှုဖြစ်စဉ်မှာကနဦးတိုက်ဆုံသူ၁၀ယောက်သာရှိထားပေမဲ့ရှင်းလင်းရေးလုပ်ဆောင်ရမှာတော့ရောအလောင်းတွေကိုထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။၆ဖြူတိုက်ပွဲဆက်ဖြစ်ခဲ့တဲ့အခုချိန်ထိဘုံမှုဘိုလ်ကြီးတွေ တောက်လျှောက်ကြဆုံးနေပြီးပြီးခဲ့တဲ့စက်တင်ဘာ20ရက်နေ့ကလည်းတညဝရီရေတပ်ဌာနချုပ်မှရထူးကြီးပိုင်းတဦးကြဆုံးတော့ပါသည်အဲတော့ကျော်မျိုးမင်းကတော့သူ့ရဲ့ MP News မှာအခုရပိုင်းကြောက်ဖြူတွင် AA ဆီရှုံးဟုအင်္ဂလိပ်လိုတောင်းရေးထားတာပေါ့နော်မြန်မာတော့ရွေးကောက်ပွဲအတွက်ဘလောက်တောင်အသေးအံဖြစ်နေလဲဆိုရင်သူရဲချုပ်တဲ့ရဲဘိုလ်ချုပ်တင်းကိုကိုနဲ့သူရဲချုပ်နဲ့ရဲဘိုလ်ချုပ်အောင်နိုင်သူတို့ကိုရာထူးတာဝန်မှအနာပေးပြီးစံဖို့ပါတီမှတ်သိရင်ရွေးကောက်ပွဲဝင်ခိုင်းလိုက်ကြောင် နေပြီးတော့စစ်ပဒရင်ရဲ့မြင့်နဲ့စီရင်ဘူကြီးစိန်ဟောပြောဆိုပါတယ်အခုစစ်တပ်ရဲ့လွဲမားတဲ့လောက်ရက်တွေကိုဒီလူတွေကပြန်ပြောပြန်ထောက်ပြတဲ့ဟာကိုအဲ့ဒီလူတွေကိုတွားရန်ရှာနေတွားပြီးတော့တတ်မဲ့ဖြတ်မဲ့ချင်းချောက်တဲ့မဖတာကချင်းချောက်တယ်နော်အခုလည်းဒီပြည်တွင်းတွေကဘောမနဲ့ပတ်သက်လို့ဒီမှာကိုမမောင်မခံနိုင်တော့လို့ထွက်ပြောထားတဲ့ဗီဒီယိုဖိုင်နဲ့ကြည့်ဝါဒါဘောမဘောမချင်းပြန်ပြောတာနော်ကြည့်ဝါလားဘလောက်ထိဒီပြည်တွင်းရဲ့ဟာတွေအောင်လိုက်ကြလားဆိုတာကြည့်ပါအဖအဘောမနဲ့စစ်တပ်ဘောမလည်းရှိတယ် စစ်တပ်ဘုံမှာစစ်တပ်ကြီးတစ်ခုလုံးကိုမာတာခင်ဗျားတို့ကအဘအပေါ်မှာဆိုတာမျိုးဟာဘုမေအွန်လိုင်းတယောက်တည်းရဲ့ဘောကိုထိုင်မာနေတာကောင်းလိုက်တာဟမ်တကယ်မှန်းနေလက်ရှိပြည်တွင်းမှာရှိတဲ့အဲဘောမတွေဘောမတွေအမိခန်းနေတဲ့ဟာတွေအများစုကအကုန်လုံးတော့ကျွန်တော်တိတ်တုံမပြောဘူးနော်စစ်တပ်တစ်ခုလုံးကောင်းစားဖို့ဆိုတာထက်ဒီစစ်တပ်ရဲ့ခေါင်းဆောင်တွေအကြိုက်ကိုလှုပ်တဲ့ဘောမတွေ ်စစ်တပ်အတွက်သူတို့ပေါ်မလာမဟုတ်ဘူးနော်ကိုမောင်ပြောတာတကယ်မှန်တယ်ကြည့်ပါအဲ့တော့ကိုစင်ကိုတိကိုမောင်နေတဲ့ခဏလုံးနဲ့စစ်တပ်မင်းကြီးကိုတန်းလည်းမင်းကြီးကိုဘာကြောင့်ဆိုရှင်ခဏလုံးကကျွန်တော်နဲ့နှိမ့်တော့တဲ့အရင်ချင်းစင်တာဘာလို့ဘာမှမရှိဘူးဘာကြောင့်လဲကွာဟမ်တဲ့ပြောထားတာအဲဒီမှာတင်ထားတဲ့ပုံကတော့ကျွန်တော်အမြဲပြောသလိုကိုမောင်လိုက်လို့ရှိရင်သူက screen recorder ဖမ်းပြီးတော့သူပြန်ပြန်တင်တယ် အဲ့ဒီအကောက်ကကျွန်တော်ရှိမှာပေါ်တဲ့အတွက်အဲကိုမောင်လိုက်တယ်ကျွန်တော်တကူတကစောက်ကြည့်ပြီးတော့လိုက်ရှာပြီးတော့ယူစရာမလိုအဲ့ဒီအကောက်မှာတူတင်တဲ့ဟာကျွန်တော်ကြိုက်တဲ့ဟာတွေကျွန်တော် region လောက်ပေးတဲ့တူတင်ထားတဲ့အတိုင်းကျွန်တော်ယူလာတာပေါ့နော်ဒီအောက်မှာကြော်စိုးဦးတို့ဟိုငပောက်တို့ဒီမှာဒီပြည်တွင်းထဲကဒီငကြောင်အောက်စုတစုကို ပုံလေးထည့်ထားတာပေါ့နော်အဲ့ဒါသူထည့်ထားတဲ့အတိုင်းကျွန်တော်ယူလာတာပေါ့နော်ကျွန်တော်ထည့်ထားတာမဟုတ်တာတော့ခရမ်းလိုမှရှိတာတော့ခရမ်းလိုဖြစ်ပြီးတော့ကျွန်တော်နားလေဘာကြောင့်လဲဆိုတော့ဗျာဒီလေးမှာ ြစ်တဲ့နံပါတ်၁ချက်ကတော့ဒီတော့ဖြစ်တဲ့အတွက်ကြောင့်မို့လို့စက်တက်မှာအချိုးမပြည့်တဲ့ဒီဘူဟောင်မရယ်ဒီအရင်ကဘောနော်ဟိုပါလာရှူးနေတဲ့စစ်ဘုတ်ချုပ်ချုပ်ရှိတယ်နော်စစ်ဘုတ်ချုပ်ရှိတယ်နော်ရာသီရကလည်းရှိတတ်တယ်ဒီရာသီရကနေခမည်းတော်ခေါင်းလို့ဟာကျင်းနေလာမှာတော့ခမည်းတော်မှာစစ်တက်ကပါပဲလို့လို့ဟုတ်ကဲ့ပါမကကောင်းပါလေကောင်းမကောင်းသိရှိမကောင်းသိရှိချိန်မိတ်ပြီးတော့ကောင်းမင်းနေရတဲ့ဟိုကဘယ်လိုလဲဖြစ်ပြီးမှကျွန်တော်နားလေတယ် ဟွန်းမဆိုင်ဘူးအဲ့ဒါကဖြစ်တည်မှုမဟုတ်ဘူးကျွန်တော်တို့ကပြည်တွင်းမှာနေလို့မှားမှားမှန်မှန်ပြောခွင့်မရှိဘူးဆိုရင်လက်ခံတင်ထောက်ခံတင်ဟုတ်တယ်လေကိုထောက်ခံဝင်းရံတဲ့အဖက်ကိုတွေအသေးခံပြီးတော့ဝင်းရံနေတဲ့ဘက်ကမှားနေတဲ့အရာတခုကိုမှားလို့မှားတယ်တော့ပြောပိုင်ခွင့်မရှိဘူးဆိုရင်အဲ့ဒီအဖက်ကိုထောက်ခံတင်လာဆက်ပြီးတော့ဒါနာကျွန်တော်ပို့ဝင်လင်းပြောတာဘယ်ဘက်ကိုမှကျွန်တော်ညညတော်လိုင်းပဲဒီလိုပဲအခုတော်လိုင်းမှာကျွန်တော်တို့ဆိုတာဝင်းနေကပြောထောက်ဖို့လုပ်နေတယ် ်အသက်ပဲစိမ့်ဘလူလာပြုတ်ပြစ်မှန်းမ်းမသိဘူးအတေခံပြီးဝင်ရတယ်ပြောရမှာပေါ့နော်အဲ့ဒီလိုအနေထားမှာကိုတော်လှန်ရေးဘက်ကအခုခုက လွဲနေမှားနေလို့ပြောပြမယ်ဆိုရင်ကိုကိုတတ်မဲ့ဖြတ်မဲ့ရန်သူလိုလှုပ်လာမယ်ဆိုရင်အဲ့ဒီဟာဝင်လက်ခံတင်တာဝင်ရတင်တာထုံနည်းလကောင်းမဲ့အခုစစ်တမ်းထောက်ခံတဲ့သူဆိုပြည်သူမှမဟုတ်လို့ပြောတင်နိုင်ပြောလို့မရအောင်ထားလက်ခံပေးတယ်ဒါပေမဲ့ပြောချင်နိုင်ပြောလို့မရဘူးဆိုတဲ့ကစဉ်းစားကြည့်ကြည့်တစ်ချက်နောက်တစ်ချက်ကပြောချင်နိုင်ပြောလို့မရလို့ မဟုတ်တာကြီးကိုဟုတ်ပါတယ်လို့လက်ခံပေးစရာအကြောင်းမရှိဘူးလေဗျလူတွေလေဟုတ်တယ်မလားအဲ့တော့ကိုထောက်ခံတဲ့ဘက်မို့လို့မှားနေတဲ့အရာကိုမပြောချင်ရင်တောင်မှဒီမှားတဲ့အရာကြီးကိုမှန်ပါတယ်လို့တော့မထောက်ခံနဲ့လေဒါဒါကလုံးဝမဖြစ်တဲ့ကိစ္စဟုတ်တယ်မလားအဲ့တော့ပြည်သူမှနေတာကိုနားလဲလေဖြစ်တည်မှုကိုနားလဲလေဒါပေမဲ့အဲ့နှစ်ချက်ကိုတော့လက်ခံပေးလို့မရဘူးမှားနေတဲ့အရာကြီးမှားလို့မှားတယ်တော့ပြောပိုင်ခွင့်မရှိတဲ့ဘက်ကိုထောက်ခံတင်လာတစ်ချက်နောက်တစ်ချက်က ကိုပြည်တွင်းမှာနေပြီးတော့မှားလို့ပြောလို့မရဘူးထားမှားတဲ့အရာကြီးတော့မှန်ပါတယ်လို့တော့မပြောနိုင်ဘူးဟုတ်တယ်နော်အဲ့ဒါရှင်းရှင်းလေးပဲအဲ့တော့တော်ပြီကလည်းကလည်းကျွန်တော်တို့ကလည်းနည်းနည်းလေးပေါ့ဗျာနော်ဟိုတင်ကြားပေးကြည့်ပါလားထောက်ပြကြည့်ပါလားခင်ဗျားတို့ခါးချိုးရောက်သွားမှာပေါ့အဲ့တော့ခင်ဗျားတို့အစင်ကိုအစင်လေကိုနေอืมอ่ะกูมองပြောရှင်းနေမှားတော့မှားတယ်လို့ပြောပြတာတော့အချုပ်တစ်ချင်းချင်းရောက်သွားမှာဆိုရင်အဲ့ဒီအတိုင်းဝိုင်းအဲ့ဒီအဖွဲ့စည်းကိုလူတိုင်းဝိုင်းချမ်းမှာလက်ခံတင်လား အဲအဲ့ဒါကိုစစ်တပ်ထောက်ခံတဲ့သူတွေအနေနဲ့စဉ်းစားသိကျင်တော်တို့ကပြောတတ်တယ်နော်မိင်္ဂလာရှိတဲ့သူကတော့သူရောက်တဲ့နေရာမှာမိင်္ဂလာနဲ့ပြည့်စုံတယ်အမိင်္ဂလာနဲ့ပြည့်စုံတဲ့သူကရောက်တဲ့နေရာမှာသူတစ်ပါးကိုအမိင်္ဂလာဖြစ်စေတယ်ဆိုရကြောင်းနော်ဆိုတော့အခုခွေးချဘူးကနေမှာအလုံးသိတယ်ထိုင်းကိုလည်းပဲရွေးကောက်ပွဲကို ထောက်ခံပေးဖို့ဆိုမှသူသွားလိုက်တယ် Prime Minister နဲ့လက်ဆွဲနှုတ်ဆက်ခဲ့တယ် Prime Minister ပြုတ်သွားတယ် နေပေါ်ကဝန်ကြီးနဲ့တွားနှုတ်ဆက်ခဲ့တယ်နေပေါ်ဝန်ကြီးမိသားစုဘေဘွားရောက်သွားတယ်ဆိုတော့အခုလွန်ခဲ့တဲ့တရုတ်ပြည်သွားတော့ကမြောက်ကိုရီးယားကောင်းဆောင်နဲ့တွားနှုတ်ဆက်ခဲ့တယ်ဆိုတော့အခုမြောက်ကိုရီးယားကစစ်ခွေးတွေကိုလက်နက်ခဲယံရောင်းချပေးတယ်ဆိုပြီးမ ကိုရီးယားကလူ9ဦးနဲ့ကုမ္ပဏီတစ်ခုကိုစီးပွားရေးပိတ်ဆို့လိုက်ပြီးဆိုပြီးမှအမေရိကန်ကလည်းမှကြေညာလိုက်တယ်။ဆိုတော့ခွေးကျပုနင့်ရဲ့အဆင့်တန်းနင့်ရဲ့မင်္ဂလာနင့်ရဲ့စက်တရေကဘလောက်တုံးတယ်လဲဆိုတော့လေပြောစရာတော့မရှိဘူးဖြစ်သွားတယ်နော်။ဝိုင်းမော်ဘက်မှာလည်းတိုက်ပွဲဖြစ်ပွားနေတာဟာတကယ်ဆိုတက်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 လေးနဲ့ဖြစ်နေတာဟာတလကြော်တော့ရှိပြီ။ဒါပေမဲ့လုံခဲ့တဲ့အပတ်ကနေမှပြင်းပြင်းထန်ထန်ဖြစ်လာခဲ့တယ်။တနေ့ကသတင်းထဲမှာလည်းကျွန်မပြောပြသလိုပဲဝူယန်ဘက်မှာ ထိုးစစ်ဆင်တဲ့စစ်ခွေးတွေနဲ့ပြည်သူခွေးတွေကတော့ထိခိုက်မှုအများများသွားတဲ့အတွက်ကြောင့်မတည်ပဲနဲ့ကြာနေတဲ့ခွေးတွေကပြန်ဆုတ်သွားခဲ့တယ်ဆိုတော့ကိုကျွတ်တရင်ထဲမှာလည်းတင်ပြတာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးဆုတ်သွားခဲ့တဲ့အခါကျတော့အခုဒီတနိုင်းဘက်ကနေမှစစ်ကိုခေါ်တယ်တနိုင်းဘက်ကနေမှစစ်ကိုခေါ်တဲ့အတွက်ကြောင့်တနိုင်းခမရ318ကတက်ရင်မိုးတွေပါအခုဒီဝိုင်းမော်ဘက်ကိုထိုးစစ်ဆင်လာခဲ့တယ်အဲ့ထိုးစစ်ဆင်လာခဲ့တဲ့ တက်ရင်မူးကိုပဲကျွန်တော် KIA ဒီဘက်ကနေမှစနိုက်ပါနဲ့ချထည့်လိုက်တာမတာပေါ်နီနီပဲမတာပေါ်နီနီဖြစ်တဲ့ခွေးတရောင်းစားကို မြစ်ကျနဆဲယုံဘက်ကို ခေါ်သွားတာလမ်းမှာပဲချက်ချင်းမတာပေါ်သွားတယ်ဆိုတော့အခုဒီ white mob ဘက်မှာလဲနော်စစ်ခွေးတွေအတုံးအယုံပြီးသူခွေးတွေအတုံးအယုံတဲပြီးမှစစ်ရဲမှာရှုံနေနေတယ်ဆိုတဲ့အကြောင်းပြောချင်တယ် white mob ဘက်မှာဆိုလို့ရှိရင်အခုတိုက်ပွဲတွေနေ့တိုင်းဆက်တိုက်ဖြစ်ပွားနေတယ်ပြီးရင်အခုဒီ social media ကြီးထဲမှာ ခွေးလိုပြီးဒီဘက်ကနေမှဘာလုပ်တယ်လဲဆိုတော့အနောက်ပါမှာအစုလိုက်အပြုံလိုက်ဘုံကျဲတိုက်ခိုက်ပြီးဆုံးသွားတဲ့လူတွေကိုမြုပ်တဲ့တပ်ပုံတွေကိုထုတ်ပြီးမှအခုဘတ်မောက်မှာ KIA ဒီဘလောက်ကြတယ်လဲမကြဘူးလေကြည့်ကြပါဆိုပြီးမှအခု online ထဲမှာအရင်တော့တပ်ပုံတွေကိုယူပြီးမှ lobby လုံနေကြတာတွေအများရှိတယ်။ဒါပေမဲ့နင်တို့ခွေးတွေကိုတခုပဲပြောလိုက်မယ်။အခုအချိန်အထိတိုက်ပွဲတွေတက်လောက်ဖြစ်ပြနေတဲ့နေရာမှာ အခုနင်းတို့တင်ထားတဲ့ဓာတ်ပုံထဲကဒေလောက်အထိအခုဗတ်မောက်အမြို့အပြင်မှာတိုက်ပွဲတွေဖြစ်ပွားနေတယ်ဘယ်လိုနည်းနဲ့ဒီအခေါက်တွေအများကြီးလူတွေအများကြီးနဲ့တကြိုပွဲကိုလုပ်နိုင်မှာလဲစဉ်းစားကြည့်ကြနော် KIAD အများကြီးတေကြတယ်လို့ပဲထားဒီလိုမျိုးပွဲလိုမျိုးကျင့်ပါပြမမြုပ်ရအောင်အခြေအနေကအဲ့လိုဖြစ်နေသလား ဆိုင်ဝါထဲ့မယ်ဆိုလို့ရှိရင်နည်းနည်းလေးနင်းတို့အဖေမေဒီစီကကတ်ပါလာခဲ့တဲ့ဖြုတ်အုံနောက်ဒီလေနည်းနည်းလေးလေပတ်ပြီးမှဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားဘိုင်းမောက်မှာဒီလိုမျိုးနော် KIAD တေတဲ့ဥစ္စာကိုမြုပ်တဲ့ဥစ္စာဒီလောက်အထိပွိုင်းဒီလုတ်ပြီးမှမြုပ်ရလောက်အောင်အခြေအနေကပေးနေသလားမပေးဘူးလားစဉ်းစားကြည့်ကြပါလို့ပြောချင်တယ်။မင်းနားထောင်ကြည့်ရအောင်နော်။တိတ်ချစ်စရာကောင်းတယ်။ဒီနေ့အပြောဆုံးမှာကြည်ပါကြည်ပါ။တခါမှမရဘူးတဲ့ ဒါဒီသမီးတို့လို့ဖွင့်လောက်သားကြီးသမီးထဲမှာငါမှမရဘူးကျွန်တော်တို့သမီးတို့ထဲမှာစားရပါတယ်နော်အာဓမ္မနဲ့အာရမဖြည်းဖြည်းထိုးတဲ့ပွဲအလဲအကွဲရှိပင်မဲတဲ့အောင်ပွဲကတော့ဓမ္မဘက်မှာမျက်ရှိတယ်တဲ့ရောင်နီသားတဲ့နေတစ်ကိုရောက်ဖို့တဲ့နေဝင်ညကိုကူးဖြတ်ရမယ်ဒီမယ်တော့ဒါကျွန်တော်တို့ရဲဘော်တွေရှေ့တန်းရဲဘော်တွေအတွက်သမီးတို့မှာပါလာတဲ့စာလေးတွေနော် ငါမီးတွေဘာမှမပူနဲ့နော်တဲ့စစ်ခွေးတွေအစစ်ခွေးတွေကိုတဲ့နိုင်အောင်တိုက်ပြန်လာရင်စပြေပန်းနဲ့အဖွားတို့ဂျူနီမဲတဲ့စာသားလေးကြည့်အမခြေရန်ရဲပေါ်တွေအတွက်အိမ်မြန်လမ်းမှာလေပိုက်တော့မနော်သားရွှေဦးထမ်းလာသလိုပြုံးပြုံနိုင်ပါစေတဲ့ငါတို့မှငါတို့ပဲရှိတယ်ရဲဘော်တို့အတွက်တို့ပြည်သူတွေအမြဲတမ်းနောက်ကနေဝင်းရံအားပေးနေမယ်တဲ့ရှင်တိုင်းရဲဘော်တွေဒီထမဲတို့ပို့တဲ့ထဲမှာတသက်နဲ့တကူကျော်တစ်ခါမှမရဘူးဗျာ ဒီမဲ့ကိုကိုပြန်လာမဲ့နေ့ကိုညီမစောင့်နေမယ်နော်ကိုကိုတို့တားချစ်တယ်နော်အဘွားရတယ်အာကျေးဇူးအရညီကိုတော်တွေနဲ့ပြည်သူနဲ့ဘလောက်တော်မှာချမ်းဒီနေ့ကျွားတို့ရှက်သားမှာရောက်နေတဲ့တိုင်းရင်သားလက်နက်ကင်တော်လန်ရဲတဲ့အားလုံးကိုပြည်သူဒီဘလောက်ချစ်ကြသလဲဆိုတာဒါပဲသမင်းပို့လို့ရှိရင်တောင်မှရိုးရိုးသမင်းပဲပို့ပေးလိုက်တာမဟုတ်ဘူးသမင်းကတော့ကိုယ့်ရဲ့ဘိုက်ထဲမှာထည့်ဖို့ခွန်အားရှိဖို့ ခန္ဓာအတွက်လိုအပ်တဲ့အစာဖြစ်တဲ့သမင်းကိုပို့ပေးတယ်အဲ့ထဲမှာပဲဘာဖြတ်ပို့ပေးလိုက်တယ်လဲဆိုစိတ်ပိုင်းဆိုင်ရာခွန်အားကိုဖြစ်စေတဲ့စားတိုးလေးပါတခါလေထည့်ပေးလိုက်တယ်ဆိုတော့တွေးရတယ်ဆိုတော့ဒီနေ့ကျမတို့ပြည်သူလူထုဒီဟာဒီလိုမျိုးကျမတို့အတွက်တိုက်ပွဲဝင်နေပေးတဲ့တိုက်ကျမတို့ရဲ့တော်လာရဲသမားတွေကိုဘလောက်ချစ်တယ်လဲဘလောက်ချစ်တယ်လဲဆိုတာကိုစားတဲ့ချောင်းလေးနဲ့ထည့်ပေးလိုက်တာနဲ့အင်အားအပြည့်ဝ ဗိုက်တာမင် A to Z တိရှိတယ်ဒီနေ့နင်းတို့စခွေးတယ်လွန်ခဲ့တဲ့အချိန်မှာကျတော့ဒီလန်ဆယ်ဘက်ကတိုက်ပွဲဖြစ်သွားတော့ကကျတော့ KIA နဲ့ပူပေါင်းတော်လိုင်းရဲတွေဖမ်းဆီးရတဲ့စခွေးတုံးပန်းတွေရဲ့စကားကြားရတယ်နော်တိုက်ပွဲဆလာတဲ့နေ့ကနေမှအစာ၆စားရတာသမင်းမစားရလို့လက်တွေတုံနေတာနင်းတို့မြင်တယ်နော်ဒါကိုအခုစခွေးဘောမတွေကနေတော့နော်သူမျိုးမင်းပြောတာတိုက်ပွဲပေါ်ဆောင်ရတာ ပျော်ပွဲလို့တောင်ဖြစ်တယ်လို့ဒီနေ့ကျမတို့တော်လံရဲတွေကတော့ဖမင်းစားလို့ရှိရင်လည်းခန္ဓာအသက်ပဲစားတာမဟုတ်ဘူးစိတ်ရဲ့ပျော်ရွှင်မှုစားချောင်းစားသားနဲ့ပါစားနေရတဲ့ဘဝဖြစ်တယ်ဒီလိုမျိုးတော်လံရဲတွေလောက်ရတာဟာဘလောက်အထိမုံမြတ်တယ်လဲပြီးသူဒီဟာအတိုင်းထက်အလွန်ချစ်မြနိုးပြီးတံဖိုးထားရတဲ့ကျမတို့ရဲ့တော်လံရဲတမားတွေဖြစ်တယ်ဘယ်နိုင်ငံမဆိုစစ်တပ်တစ်ခုပဲရှိတယ်မှန်တယ်ဒါပေမဲ့ဘယ်နိုင်ငံကစစ်တပ်ကမှ နိုင်ငံရေးထဲမှာဝင်ရှာရှဲတာမျိုးဂျန်နဲ့နော်ဆမနွေဦးမေပြောသွားတကယ်ခွာရတယ်အမှန်နေကြီးတဲ့ကြမ်းကြမ်းပြောသွားကျွန်တော်နဲ့ဇလန်းတို့လေးတပုတ်အပြင်းပြကြည့်အောင်နော် 有多多，走多多，有影有，有影走，走来一人影，又见对面影，面对面，怕见影，影莫来，影莫来，莫提别，手里没得念头，不提干的也没啊，好可爱吧？ อ๋อဟုတ်ကဲ့ပါဟုတ်ကဲ့ပါခင်ဗျာအဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဟုတ်ကဲ့ပါပြောရှင်မပြောနေရလို့ဟုတ်ကဲ့နှခမ်းနေတော့ရွေ့နေအချိုးဆွဲနေအေးကြောင်းလို့ဘာလို့ဘာတွေခိုင်းမှလည်းမသိဘူးဖောက်ခေါက်မှအကြည့်ကြည့် 아우 세요 말이나 오행가 시면 짠맛 하나죠 조선 따진 뭐 이게 세이 배야 렁도 못다 인데 인 로비 ရောင်နာတော်မှစီဤဖင်ကလှုပ်တုတ်တုတ်တန်ရင်ရင်လုံးပြုတ်ပဲဖြစ်ရတယ်။ဒီမှာရေရလာပြီ။ဩလဲ့လုံးလဲ့နေကွာအခုရေထက်အရေးကြီးတဲ့ကိစ္စရှိနေပြီကွာ။ရေထက်ပိုအရေးကြီးတဲ့ကိစ္စ။ဟုတ်တယ်။ရေတော့တော့ရေမကြီးပါဘူးကိုကြီးဟာအဓိကရေကအရေးကြီးတာ။ရေမတော့ရင်ရေသက်တမနဲ့တဲ့ဘိုးကြီးလစ်ထွက်သွားလိမ့်မယ်။ဟမ်ရေမတော့ရင်လစ်သွားလိမ့်မယ်။အဲ့စက်ပါဦး။ မင်းဒီရဲ့ပဲရလာအိမ်သာဖွေးအိမ်သာရဲ့အရင်ယူလာလားကွာဟာဖွေးကလည်းစကားဆောင်းတော့နားမထောင်ဘူးအိမ်သာလည်းမရှိတော့ဘူးတရင်တရင်လုံးတော့ပြက်သွားတဲ့ဟာနော်အခုဘိုးကြီးကနေရဲဘော်ညူနေတဲ့နေတဲ့နေရာတော့မှဖုံကြီးကြောင့်မို့လို့ PDF တွေကတာသနာနေမိမို့လို့ဘာမှမလုပ်လို့နေနေရတာရဲဘော်ညူပြောချင်တာဘိုးကြီးကနေရဲဘော်ညူตั้วๆไปไอ้ตาโลตบอท้าနေတယ်ဟိုကချုံဘုတ်ကိုတည်ရယ်တည်တယ်လေအဲ့ချုံဘုတ်ကနေတမိုင်လောက်လမ်းလျှောက်လိုက် 三江对的呀，爱三江的,的，你在不能一看了哒。哦，你露手了，白露手了。哎 <laughs>，看哪，第一他打一级的时候给下二八了。哦，哎一级嘞？越高不？偏妙一点，一级嘞？越高不偏妙一点？好的。越高不偏妙？八路，露露不一个厉害，爱、哎、冲。 ဟာခုနဘပါဖုံးဆက်လာတယ်ဘပါဖုံးဆက်လာတယ်ဟမ်လိုင်းရလဲကောင်းတစ်ချက်မကောင်းတစ်ချက်နဲ့သိတဲ့အတိုင်းပဲအဲ့ဒီရွေးကောက်ပွဲကိုဘာလို့လုပ်တာဖိကဲတမျိုးတော့မထင်နဲ့နော်ရဲဘော်ညီကနားမလဲလို့မေးတာပါဩရေးရွေးကောက်ပွဲကဘာလို့လုပ်တာဟဟလားဟုတ်တယ်ရွေးကောက်ပွဲလုတ်တယ်ဆိုတာပြည်သူလူထုတင်မြောက်တဲ့အစိုးရကိုထားဖို့အတွက် ဘာဘာကြီးတို့ဟာစေတနာနဲ့လိုက်လို့ဝိတ်နေတာဘာဘာကြီးတို့စေတနာဟုတ်တယ်အဲ့ရွေးကောက်ပွဲမလုပ်ဘဲနဲ့အဲ့ဘာဘာကြီးတို့ဟောတိုင်းပြည်ကောင်းအောင်လုပ်ပြီးလို့မရဘူးအေးအဲ့ဒါလဲစဉ်းစားစရာပဲကွာစဉ်းစားမနေပါနဲ့အဲ့ဘာဘာကြီးတွေကိုပြည်သူလူထုကမကြိုက်တဲ့အကြောင်းကြောင့်ဘောပြည်သူတွေကလည်းနားမလဲတာကွာဘိုးကြီးကတော့ခတ်ပြီ ပြည်သူကနားလည်လို့လက်နက်ကန်ပြီးတိုက်နေလို့အခုဘူကြီးကနေရဲဘော်ကြီးတရင်တရင်လုံးပြုတ်တာနှံ့ရောက်ပဲကြံ့အဲ့ဒါပြည်သူကနားလည်လို့တိုက်နေတာအဲ့ဒီပြည်သူလူလူကဘဘကြီးရဲ့စေတနာကိုနားမလည်လို့ဗောကွာအီးယားဘဘကြီးစေတနာဟုတ်တယ်လေပြည်သူလူလူကနားမလည်လို့ဘလို့စေတနာမျိုးလဲပြောပါဦးဘာလို့အာနာထသိမ်းလဲအော်အန္နဒီကမဲခိုးလို့ဗောကွာ ဟာအင်ဒီယာမဲခိုးလို့ဟုတ်တယ်တကယ်ကမဲခိုးခင်ရွေးကောက်ပွဲကော်မရှင်ကတရတဲ့အပြီးဖြည့်ရှင်းမှာပေါ့ပွဲပြီးကမှဘာမှယူအာနာထတဲ့နော်အခုချင်းမျိုးကြီးတရင်တရင်လုံးပြုတ်တယ်ရဲဘော်တွေလည်းအကြတာမှာတောက်တောက်လေအဲ့ဒါလားဘာမှယူစေတာအဲ့ဒါလားဘာမှယူစေတာဟာမင်းဘာဒီလျှောက်ပြောနေရောဟမ်အော်မင်းကလက်ဆက်တတ်တော့ဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် နောက်ဗီဒီယိုမှာလည်းကျွန်တော်ပြန်ဆုံကြအောင်နော်